ရန်ပုံငွေဖြတ်တောက်ခံထားရတဲ့အတွက်2026ခုနှစ်မှာပြင်းထန်တဲ့ငန်းမော့ခေါင်းပါမှုကိုကြုံကြရမယ်လူပေါင်း338တန်းရဲ့၃ပုံ၃ပုံလောက်ကိုပဲကျွေးမွေးဖို့အတော်ရုံးကန်စ조사ရမယ်လို့ကုလကပစာနယိကအစီအစဉ် WFP ကအင်ကာနေကတတိပေးပြောကြားလိုက်ပါတယ်ကပတဝန်းလူသားချင်းစာနာတဲ့အကူအညီတွေရောကြလာမှုကြောင့်ရိခအကူအညီလိုအပ်နေတဲ့သူ အကြမ်းဖြင်း၃ပုံ၃ပုံလောက်ကိုပဲကျွေးမွေးနိုင်ဖို့ဦးစားပေးရတော့မယ်လို့ WFP ကပြောပါတယ်အထူးအခိုက်မခံနိုင်ဆုံးသောလူပေါင်းတန်း130ကိုသာဦးစားပေးရတော့မယ်လို့အက်ဒီအဖွဲ့ကြီးကကြေညာချက်ထုတ်ပြန်ပြောကြားလိုက်တာပါအက်ဒီအတွက်ဒေါ်လာ73ဘီလီယံကုန်ကျမယ်လို့အက်ဒီအေဂျင်စီကခန့်မှန်းထားပါတယ် ဒါပေမဲ့လက်ရှိရန်ပုံငွေရရှိမှုခံမှန်းချက်တွေအရအဲ့ဒီပမာဏရဲ့ထက်ဝက်နီးပါးကိုသာရရှိနိုင်မယ်လို့တတိပေးလိုက်ပါတယ် WFP ကိုထောက်ပံ့ပေးနေတဲ့အကြီးဆုံးအလူရှင်နိုင်ငံကအမေရိကန်နိုင်ငံဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာနိုင်ငံခြားအကူအညီတွေဖြတ်တောက်ခဲ့တာကြောင့်ကုလအေဂျင်စီတွေလည်းပါဝင်သွားခဲ့ပါတယ်။ဥရောပနိုင်ငံတွေအပါအဝင် တခြားကြီးကြီးမားမားအလူရှင်နိုင်ငံတွေကလည်း သူတို့ရဲ့လူသားချင်းစာနာတဲ့အကူအညီဘတ်ဂျက်တွေကိုဖြတ်တောက်လျှော့ချခဲ့ကြပါတယ်။ဆိုရသော အငက်ဘေးကြုံနေကြရတဲ့လူ338တန်းပမာဏမှာ2019ခုနှစ်ကထက်နှစ်ဆတိုးလာတာဖြစ်ပါတယ်။ပဒီပခတွေဆိုးရတဲ့ယာတိဥဒုနဲ့စီးပွားရဲ့မတည်ငြိမ်မှုတွေကြောင့်အဲ့ဒီလို တိုးလာတာဖြစ်တယ်လို့ WFP ကပြောပါတယ်။ဂါဇာနဲ့ဆူဒန်နိုင်ငံဒေသတချို့မှာအငက်ဘေးကျရောက်နေကြောင်း ကုလအေဂျင်စီတွေကကြေညာထားပါတယ်အဲ့ဒီအဖြစ်အပျက်ကို WFP အမှုဆောင်ဒါရိုက်တာ Cindy McKing က27ရာစုမှာ လုံးဝလက်ခံနိုင်စရာမရှိတဲ့ဖြစ်ရဲ့လို့ခေါ်ဆိုလိုက်ပါတယ် WFP ရဲ့2026ခုနှစ်ကမ္ဘာလုံးဆိုင်ရာအမြင်အစီရင်ခံစာ အမှားစာမှာ သူကကမ္ဘာကြီးရဲ့တုံ့ပြန်မှုဟာနှေးကွဲနေစေဖြစ်ကအပိုင်းပိုင်းပြတ်တောက်နေပြီးရန်ပုံငွေလည်းမလုံလောက်ဘူးလို့យေတာထားပါတယ် ကဘာလုံးဆိုင်ရာအကူအညီက ကြီးမားတဲ့ရိတ်ခါအကူအညီဖျက်တောက်လျှော့ချမှုကြောင့်အခုအခါစုစုပေါင်းလိုအပ်ချက်ရဲ့ထက်ဝက်ထက်ပင်ယုံနေနေပါတယ်။ဆောင်ရွက်ချက်တွေအလုံးနီးပါးမှာရိတ်ခါရောငွေသားတွေပါလျှော့ချရတော့မှာဖြစ်ပါတယ်။အထူးအခိုက်မခံနိုင်သော အုပ်စုကိုသာဥစားပေးထောက်ပံ့ရပါတော့မယ်လို့သူကရေးသားထားတာပါ။တချိန်တည်းမှာပဲအကူအညီပေးရဲ့လုံသားတွေအပေါ်တိုက်ခိုက်မှုတွေကလည်းတိုးလာနေပါတယ်။ ဒါကနိုင်ငံတကာလူသားချင်းစာနာတဲ့ဥပဒေအပေါ်လေးစားလိုက်နာမှုမရှိတဲ့အခြေအနေတိုးပွားလာတာကိုပြသနေတာဖြစ်တယ်လို့ဆိုပါတယ်2026ခုနှစ်မှာအငဲဘေးကြုံကြရမယ့်သူတွေက40တန်းမှာအရေးပေါ်အကူအညီလိုအပ်နေသူတွေဒါမှမဟုတ်ပုံမဆိုးရတဲ့အငဲဘေးအဆင့်ကြုံနေကြရသူတွေလို့သတ်မှတ်ခံထားရပါတယ်။အရင်အပတ်တွေက ကုလအေဂျင်စီတွေဖြစ်ကြတဲ့ WFP နဲ့စာနယ်ရိခာနဲ့စိုက်ပျိုးရေးအဖွဲ့ FAO တို့ကကမ္ဘာတဝန်းမှာဟေတီကနေဆူဒန်အထိ အငှက်ဘေးကျရောက်နေတဲ့နေရာ16ခုရှိတယ်လို့သတိပေးထားပြီးရန်မုံငယ်ဖြတ်တောင်ခံရမှုကြောင့်အခုကတည်းကစိုးဝနေပြီးဖြစ်တဲ့အခြေအနေက ပိုပြီးပြင်စိုးဝသွားတယ်လို့ပြောကြကြပါတယ်။ NDA ကျရောက်နေသူတွေကိုကူညီဖို့လိုအပ်တဲ့ဒေါ်လာ29ဘီလီယံတဲကအခုထိ ဒေါ်လာ30.5ဘီလီယံကိုသာရရှိထားသေးတယ်လို့အဲ့ဒီအေဂျင်စီတွေကထုတ်ပြန်တဲ့ပူတွဲအစီရင်ခံစာမှာဖော်ပြထားပါတယ်ခင်ဗျာကျွန်တော်နောက်နောက်ပါခင်ဗျာမြစီမတရေများဆက်လက်တင်ဆက်နိုင်ဖို့အတွက်တင့်ရဲ့ပံ့ပိုးမှုကို လိုအပ်နေပါတယ်ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ